်ဒီကလေးအလူရှင်များနဲ့တကွအတ္တမိတ်ဆွေများဟာအနုမောဒနာတရားမျိုးဖြစ်မြတ်ဗုဒ္ဓကိုယ်တိုင်ဖြည့်ဆည်းခရသောပြဿနာများအပိုင်းလေးစားခေါ်တရားဒီကနာတော်ဒီနေ့မြတ်စွာဘုရားဖြည့်ဆည်းရတဲ့ပြုနာကမာနမင်းရဲ့မာနရဲ့မြတ်စွာဘုရားပေါ်မှာအပြစ်ချပွေတာကိုဖြည့်ဆည်းပေးရတဲ့ပြဿနာဖြစ်တယ် ဘာနဲ့ဆိုတာကအဲ့ဒီပရနေမိတဝတ္တဝတိဘုံထဲမှာအကြီးဆုံးလည်းမဟုတ်ဘူးလက်ပြ6ထက်မှာပရနေမိတဝတ္တဝတိဘုံဆိုတာအမြင့်ဆုံးဘုံပဲအဲ့ဒီမှာနမင်းကြီးကတိချမ်းရှိတယ်ဘုရားကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့နှောက်ချက်ပေးနေတဲ့မာနကတော့ အဲ့ဒီဘုံသားလက်တူးသားဖြစ်တယ်စိတ်ကောင်းမရှိဘူးပေါ့နော်အတိတ်ကုသိုလ်ကံတစ်ခုကြောင့်လက်လာဖြစ်ပြီးမဲ့စိတ်ကောင်းမရှိဘူးရုပ်မာတယ်သူ့လိုပဲထတ်တူသဘောတူလက်တီစူပေါင်းပြီးတော့မြတ်စွာဘုရားကနောက်ချက်ပေးနေတာမာနဲ့ဆိုတာနမင်းကြီးမဟုတ်ပါဘူးဆိုတော့အဲ့ဒီမာနကမြတ်စွာဘုရားကို အမြဲတမ်းလိုက်နှုတ်ချက်နေတာဘုရားရဲ့စိတ်ကိုလည်းပဲလိုက်ကြည့်နေတယ်ဘုရားဘာကြံစီလဲဘာတွေးလဲလိုက်ကြည့်တာပြေရှားဖို့အတွက်တနေ့မြတ်စွာဘုရားကစဉ်းစားတယ်အဲ့ဒီချိန်တုန်းကတချို့တချို့သောဘုရင်တွေဟာမင်းကျင်တရားနဲ့မညီဘူး တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာတိုင်းပြည်ပြည်သားတွေကိုညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်ပြီးတော့အုပ်ချုပ်တာပြည်သူတွေစီကမတော်မတရားအခွန်တွေတောင်းပြီးနှိပ်စက်အဲ့ဒီလိုတိုင်းပြည်ပြည်သားတွေကိုနှိပ်စက်ပြီးတော့ရှင်မင်းတွေကတိုင်းပြည်ကိုအုပ်ချုပ်တဲ့ခါလတစ်ခုလို့အဲ့ဒါကိုမြင်တော့မြတ်စွာဘုရားရှင်ပနာတော်မူတဲ့ပြည်သူပြည်သားတွေကို တိုင်းပြည်ပြည်သားတွေကိုမြတ်စွာဘုရားတနာတယ်တနာတော်မြတ်စွာဘုရားစဉ်းစားတယ်ဘုရင်တရားအနေနဲ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာဓမ္မနဲ့အညီအုပ်ချုပ်လို့မရနိုင်ဘူးလားဘုရားစဉ်းစားတော့ပြည်သူပြည်သားတွေကိုမနှိမ့်ဆက်ပဲဒုက္ခမပေးပဲနဲ့ဓမ္မနဲ့အညီမိညစ်တရား၁၀ပါးနဲ့အညီအုပ်ချုပ်လို့မရဘူးလားလို့ဘုရားကစဉ်းစားတာပေါ့နော် အဲ့ဒီဘုရားရှင်ရဲ့စဉ်းစားနေတဲ့အတွေးကိုမာနကချက်ချင်းသိလိုက်ပြီ။ तू ကဘုရားကိုစောင့်ကြည့်နေတဲ့သူ။ဘုရားကိုစောင့်ကြည့်နေတဲ့သူဆိုတော့ဘုရားရှင်တန်တမာတိုက်ပြီးအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးအတွေးလေးပေါ်လာတော့မာနကဘလို့ကောက်ချက်ချမယ်ဆိုတော့ယဟန်ကိုရမဟာ တိုင်းပြည်အုပ်ချုပ်ဘယင်လုပ်ချင်နေတူတယ်။ဒါငါ့အတွက်အခွင့်အရေးပဲပေါ့။ဘုရားကိုချောင်းချပါဘူး။ဒါငါ့အတွက်အခွင့်အရေးပဲ။ငါအားပေးရမယ်။ခေါရမဗုဒ္ဓလူထွက်ပြီးတော့ဘယင်ဖြစ်ရှင်စိတ်ပေါက်နေတယ်။အဲ့တော့ဘယင်ဖြစ်အောင်ငါမြောက်ပေးရမယ်။အဲ့မြတ်စွာဘုရားစီကိုတွားပြီးတော့မြတ်စွာဘုရားမြတ်စွာဘုရားတွေးတဲ့အတိုင်းဟုတ်ပါတယ်မှန်ပါတယ်။ မြတ်စွာဘုရားကိုယ်တိုင်တိုင်းပြည်အုပ်ချုပ်ဘရင်လို့ပါပြည်သူပြည်သားတွေကိုမငြင်းဆဲပဲနဲ့အုပ်ချုပ်ပါဖြစ်နိုင်ပါတယ်မြတ်စွာဘုရားကိုမြောက်ပေးရလူထွက်အောင်တိုင်းပြည်အုပ်ချုပ်ဘရင်လို့ပေးပါပြည်သူပြည်သားတွေကိုမနှိမ့်ဆက်မငြင်းဆဲဒုက္ခမပေးပဲနဲ့တိုင်းပြည်ကိုအုပ်ချုပ်ပါမြတ်စွာဘုရားလုပ်ရင်ဖြစ်နိုင်ပါတယ်ငွေရည်ကြီးကပူစရာမလိုမြတ်စွာဘုရားဟာတကူအလွန်ကြီးတော်မူတယ် တောင်ကြီးတစ်တောင်လုံးကိုတောင်မှရွှေဖြစ်စေလို့အဋ္ဌာန်လိုက်မယ်ဆိုလို့ရှိရင်ရွှေတောင်ကြီးဖြစ်သွားမှာပဲဒီအဲ့တော့နိုင်ငံတော်အတွက်ဘတ်ဂျက်ကမပူရတော့ဘူးပေါ့။အဲ့တော့လိုအပ်တဲ့ငွေကြေးဘတ်ဂျက်ကိုလည်းပဲသူထောက်ပံ့ပေးမှာပေါ့တဲ့မနက်က။သူလည်းတကိုးကြီးတာပဲဒီ။အဲ့တော့လိုအပ်တဲ့တိုင်းပြည်ဘဏ္ဍာငွေကိုသူလည်းခြားပေးမယ်။အဲ့တော့အရှင်မယားတိုင်းပြည်အုပ်ချုပ်ဘုရင်လောက်ပါ။မနက်ကလက်စွာဘုရားကိုအချုပ်နဲ့မှားတာပဲ။ ဆိုတော့တရားကိုတက်တက်လာမြောက်ပြီ။ဘုရားကလူထွက်ဖို့စဉ်းစားတာမဟုတ်ပါဘူး။ဘယင်လွတ်ဖို့စဉ်းစားတာမဟုတ်ပါဘူး။တိုက်ပြီးအုပ်ချုပ်တဲ့ဘယင်တွေဟာဓမ္မနဲ့ညီအုပ်ချုပ်လို့တကယ်မရလို့လားပေါ့နော်။ဤသူမိသားစုကိုအဲ့လိုညှဉ်းပန်းနှိပ်စက်မှသာအုပ်ချုပ်လို့ရမှာလား။ဤသူတွေကိုဒုက္ခမပေးဘဲနဲ့အုပ်ချုပ်လို့မရဘူးလားဆိုတာကိုစဉ်းစားရုံတက်တက်ပါပဲ။ငါကိုယ်တိုင်ဘယင်တက်လို့မယ်ငါကိုယ်တိုင်အုပ်ချုပ်မယ်။ ဒီလိုမျိုးအတွေ့လက်ဆောင်ပြရမဖြစ်ပါဘူးဒါပေမဲ့မာနကတက်တက်လက်ဆောင်ပြရကိုချောင်းချတာအဲ့လက်ဆောင်ပြရကမာနကိုပြောတယ်မာနရွှေတောင်ကြီးတထောင်မပြောနဲ့ရွှေတောင်ကြီးနှစ်တောင်ဖြစ်ပါစေ ਉਹ လူတယောက်ရဲ့စိတ်ကိုကြောင်ရဲကျင်နေဖို့ဆိုတာမဖြစ်နိုင်ဘူးလောဘရဲ့သဘောတရားကိုမြတ်စွာဘုရားမြင်တယ်လူတွေဟာ ရပြီးရခြင်းရပြီးရခြင်းဒီလောက်ဆိုရင်တော်ပြီးတော့အတော်မတတ်နိုင်ဘူးလောဘဆိုတာသမုဒ္ဒရာနဲ့တော့နိုင်ကြတာလေသမုဒ္ဒရာကြီးတဲ့ကိုရေးတယ်ဘယ်တော့ဝင်ဝင်သမုဒ္ဒရာကြီးကပြည့်သွားပြီဆိုတာမရှိဘူးအတ္တဝါတွေရဲ့လောဘဟာလည်းဒီတိုင်းပဲရွှေတစ်တောင်လည်းမရဘူးရွှေနှစ်တောင်လည်းမရဘူးရပ်မစ္ဆာဘုရားကငွေကြီးတစ်ခုတည်းနဲ့မရဘူးဆိုတာကိုပြောပြတာ ။ငွေကြေးတစ်ခုနဲ့တိုင်းပြည်ကိုအုပ်ချုပ်လို့မရဘူးဆိုတာကိုသူပြောပြတာ။အဲရွှေတောင်နဲ့လည်းမလုံလောက်ဘူးတဲ့။နှစ်တောင်နဲ့လည်းမလုံလောက်ဘူးတဲ့။လူတစ်ယောက်ရဲ့စိတ်ဟာအလောက်နဲ့မကျင်သက်နိုင်ဘူး။နောက်ဆက်ပြောတယ်။မြတ်စွာဘုရားကိုသူကလူထွက်ပြီးတော့တိုင်းပြည်အုပ်ချုပ်ဘယ်ရင်လုပ်ချင်လဲလို့ထင်နေတယ်။ချင်းနေတာမို့လို့မြတ်စွာဘုရားကပြောတယ်။ဘာနဲ့ဒီကာမဂုဏ်တွေကြောင့် ုက္ခတွေဖြစ်နေတယ်ဆိုတာကိုငြိမ်းထားပြီးမှတော့ဘာဖြစ်လို့အဲ့ဒီကာမဂုဏ်အတွက်ကိုစိတ်ကိုညှို့ထားရမှာလဲလောကမှာတတ္တဝါတွေဒုက္ခတွေရောက်နေကြတယ်ဆိုတာအဲ့ဒီကာမဂုဏ်ကြောင့်ပဲလေကာမဂုဏ်တွေကြောင့်ဒုက္ခတွေဖြစ်နေတာအဲ့တော့ဒုက္ခရဲ့အကြောင်းတရားဟာကာမဂုဏ်နော်အဲ့ဒီလိုဒုက္ခကိုဖြစ်စေတဲ့ကာမဂုဏ်ကဘာဖြစ်လို့စိတ်ကိုညှို့နေအောင်ပါလဲစိတ်ထားနေအောင်ပါလဲ ဲ့ဒီလိုဒုက္ခတရားကိုမြင်ထားတဲ့ပုဂ္ဂိုလ်တွေဟာညစ်ကမှုတွေကိုဖယ်ရှားဖို့ပဲကြိုးစားမှာပေါ့။ဥစ္စာတရားကမာနကုအမြင်တစ်ခုပြောပြတာ။မာနရဲ့အမြင်ကတော့ဥစ္စာတရားလူထက်အမြင်အုပ်ချုပ်ဒါသူ့အမြင်။ဘုရားကမဟုတ်ဘူး။ညစ်ကမှုကိုဖယ်ရှားဖို့ပဲကြိုးစားမယ်။အဲ့တော့ဒီကမ္မကုံဆိုတာဒုက္ခရဲ့အကြောင်းတရားပဲ။ ဒီလိုမြင်သွားပြီဆိုမှတော့အဲ့ကာမဂုဏ်အတွက်ကိုဘာလို့စူးစမ်းအထောက်နေဦးမှာလဲဥစ္စာဘုရားကဘာမဲ့ကိုချိန်မောင်းပြီးတော့မင်းအယူဆနဲ့ငါအယူဆမတူဘူးမင်းနဲ့ငါနဲ့ဆွေးနွေးစရာအကြောင်းမရှိဘူးဥစ္စာဘုရားကဘုရားကမာနကိုမောင်းထုတ်တာပဲမင်းရဲ့အယူကတသက်ငါအယူကတသက်ပဲအဲ့တော့မင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းမရှိဘူးဘုရားကပြည့်ပြည့်တသားကိုဖိတ်တာပဲနော် အဲမင်းနိုင်ငံနဲ့စကားဆက်ပြောစရာအကြောင်းမရှိဆွေးနွေးစရာအကြောင်းမရှိဘူးခါတလေလောကမှာအမြင်မတူရင်ဆွေးနွေးရတာနှိမ့်ရတာတိတ်ခတ်တယ်အခုမြတ်စွာဘုရားလက်မခံအောင်မာနကိုစကားပြောမခံအောင်ဟောမောင်းထုတ်လိုက်တာပြီးမှမြတ်စွာဘုရားကချမ်းသာကြောင်းတရား72မျိုးကိုချပြတယ်လောကမှာချမ်းသာနိုင်တဲ့အကြောင်းတရား72ခုကိုချပြတယ် အထမီဇာတမီဒုက္ခတဟာယလောကမှာကိစ္စကြီးငယ်တွေပေါ်ပေါက်လာတဲ့အခါမှာအကူအညီရတဲ့တငယ်ချင်းတွေရှိတယ်ကိုယ်အခက်ခဲဖြစ်နေတဲ့အချိန်မှာကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာကိုယ့်ကိုကူညီပေးတဲ့တငယ်ချင်းတွေရှိတယ်အဲ့ဒါဟာချမ်းသာကြောင်းတရားလေအဲ့တငယ်ချင်းညာကိုယ့်အတွက်ချမ်းသာပဲအဲ့ဒီတော့တငယ်ချင်းမျိုးဟာမိမိအတွက် ချမ်းသာမှုကိုပေးနိုင်တဲ့ငွေကြေးဖြစ်တယ်။ရဟန်းတော်တွေမှာပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်တွေမှာပဲဖြစ်ဖြစ်ခက်ခဲနေဆိုတာရှိတယ်။အဲ့တော့ခက်ခဲနေကြုံလာရင်ပြဿနာတွေကြုံလာရင်ကိုယ်နဲ့ထပ်တူထမ်းရလိုက်ပါခံစားပြီးတော့ဆောင်ရွက်ပေးတဲ့ကိုညီပေးတဲ့ငွေကြေးတွေရှိတယ်။အဲ့ဒါဟာချမ်းသာတယ်။အထံမိဇာတံမိဒုက္ခတဟာရတဲ့ပြဿနာများတယ်။တော့နဗ္ဗနိကတုတ်တီဒုက္ခ ဇာဣတိတိနာလောကမှာလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ဇာလာတဲ့အပေါ်မှာကျင့်သက်မှုရှိရမယ်ဇာလာတဲ့အပေါ်မှာမကျင့်သက်ဘူးဆိုရင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးသစ္စာဘုရားပြောတဲ့ချမ်းသာဆိုတာစိတ်ချမ်းသာတာကိုပြောတာလောကီစည်းစိမ်ချမ်းသာတာကိုပြောနေတာမဟုတ်ဘူးစူးစမ်းတယ်စူးစမ်းတဲ့အပေါ်မှာဇာလက်တစ်ခုကိုလက်ခံနိုင်ရမယ် လက်မခံနိုင်ဘူးဆိုရင်ဒေါသတွေဖြစ်ပြီးပောက်ပွဲတွေပောက်ပွဲလာတာလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်အဲရလာတဲ့အပေါ်မှာကျင့်တတ်နိုင်ရမယ်လက်ခံနိုင်ရမယ်အဲ့ဒါဟာချမ်းသာကြောင့်တရားတစ်ခုပဲလောကမှာဖြစ်နေတာကရလာကမလိုဘူးလိုတာကမရဘူးဆိုတာဖြစ်နေတာဥပမာယဟန်တစ်ပါးအနေနဲ့ဆိုရင်ကိုကတပိတ်အကြီးလိုချင်တယ် ဒါပေမဲ့ကိုကိုလာလူတဲ့သူတွေကတပိတ်အသေးလေးလာလူပဲဆိုရင်အကျဉ်းသက်တော့ဒါတုတ်ထီတတုတ်ထီလို့ခေါ်တယ်ရောင်ရမ်းမှုမရှိတဲ့ပုံကိုဆိုရင်မကျဉ်းသက်တော့ငါဘာလို့လာလူနေရတော့လဲဘောသားတွေဖြစ်တာကပိယာကိုကစာအုပ်မှားတယ်ကိုလိုချင်တဲ့စာအုပ်မရဘူးကပိယာတလွဲနေလုံလာတယ်ဘောသားဖြစ်တယ်ရောင်ရမ်းမှုမရှိတဲ့ကိုရင်ရောင်ရမ်းမှုမရှိတဲ့ဦးစင်းဆိုရင်စိတ်ဆိုးမှာပဲအာဒီကပိယာတလွဲနေချောင်းလုံနေတယ်ဘောသားဖြစ်မှာပဲရတာကိုမလိုဘူးလေကိုလိုတာလည်းမရဘူး ။အဲကြောင့်မြတ်စွာဘုရားကတုတ်တီဒုက္ခရာဣတိတိနာရလာတာကိုလက်ခံလိုက်ပါ။ရလာတာကိုလက်ခံနိုင်တယ်ဆိုလို့ရှိရင်ဒေါသမဖြစ်တော့ဘူး။ချမ်းသာတယ်စိတ်ချမ်းသာတယ်။ဒါလေ့ကျင့်ရတာပေါ့။ဘုရားကပြောတယ်လေအမုန်းတမ်းမှန်တာတွေကအဲ့ဒီလိုတန်တုတ်တီဖြစ်နေလို့မကြည်ပွားတာမဟုတ်ဘူး။မတူဘူးပေါ့နော်။ဥစ္စာဘုရားကမစူးစမ်းမဲ့လို့ပြောတာမဟုတ်စူးစမ်း အဲ့မဲ့စ조사ပြီးရလာတဲ့ရလာတဲ့ခုကိုတော့လက်ခံနိုင်ရမယ်လို့ဆိုလိုတာအချို့က조사တယ်ရလာတဲ့အဖြေကိုဂေဇက်ကိုဂေဇက်ကိုလက်မခံတာမကျင်နေဘူးငါတို့လောက်ထားတာဒါတော့ပဲရရမှာလားဆိုတော့မကျင်နေဘူးလေနော်ဆက်ဆောင်ဘုရားကမ조사ဘူးမပြောဘူး조사ခိုင်းတယ်ဒါပေမဲ့ရလာတဲ့အဖြေကိုကြည်ကျင်နေတဲ့လက်ခံပါဒေါသမဖြစ်နဲ့လို့ဆိုလိုတာနော်ဘာမှမလုံးဝဘူးလို့ဆိုလိုတာမဟုတ်ဘူး조사ပါအထုတ်ပါနော်ဒါပေမဲ့ရလာတာကိုကျင်သက်ပါလို့ဆိုလိုတာ ဒီကောင်းကင်တက္ကသဗ္ဗယကတုတ်တိဒုက္ခာယဣတိတိနရလာတော့ကောင်းတာပဲရလာရလာဆိုးတာပဲရလာရလာရလာတဲ့အပေါ်မှာတော့လက်ခံနိုင်ရမယ်အဲ့ဒါဆိုရင်ချမ်းသာတယ်စိတ်ချမ်းသာတယ်နောက်တစ်ခါပုံဉ္စဒုက္ခဇီဝိတတက္ကဉ္စမိနံပါတ်3ကအသက်တည်သွားတဲ့အခါမှာမသိခင်လှုပ်ထားတဲ့ကုသိုလ်တွေဟာချမ်းသာကြောင့်တရားပဲ ဒါနနဲ့သီလမပါသေခါမှသိလို့ဆိုရုံးရှိတယ်လေနော်တန်တရာအတွက်ကတော့မသေခင်မှာလောက်ထားတဲ့ကုသိုလ်တွေရပဲပါလာမှာပဲဆိုတော့အဲကြောင့်သေတဲ့အခါမှာဘုလုံးခဲ့တဲ့ကုသိုလ်တွေနည်းချမ်းသာကြောင်းတရားပဲညမသေးသေးလေးမှာဘုလုံးနိုင်တဲ့မြတ်ကုသိုလ်တွေကိုတင်းကျုံပြီးလုပ်ရတယ်ပေါ့အဲ့ဒါချမ်းသာကြောင်းတရားပဲ နောက်တစ်ခါမြတ်စွာဘုရားကနံပါတ်လေးအနေနဲ့တပ္ပကဒုက္ခတပဟာနပုခံဝဆင်းရဲကိုဖယ်ရှားနိုင်တဲ့အရတမအရာချမ်းသာပဲယဟန္တာဖြစ်သွားရင်နောက်ဘဝနောက်ခန္ဓာဆိုတာမရှိတော့ဘူးခန္ဓာရှိရင်တော့ဒုက္ခရှိမှာပဲခန္ဓာနဲ့ဆက်ဆက်တဲ့ဒုက္ခတွေရလာမှာပဲလေမဆင်းရှင်မနေစင်တာတွေမြင်ရမှာပဲနားပါရင်မကြားရှင်တာတွေကြားရမှာပဲ ငါဟိုအတန်မကြားချင်ဘူးဒီအတန်မကြားချင်လဲရွေးလို့မရနားပါရင်ကြားပါပဲငါဟိုကမမြင်ချင်ဘူးဒါပဲမြင်ချင်တယ်မရအောင်မျက်စိပါရင်မြင်ရမှာပဲနော်ခန္ဓာရှိရင်ဒုက္ခရှိတယ်ဆိုတာအဲ့ဒါပြောတာခန္ဓာကိုရထားပြီးတော့ဒုက္ခမလို့ချင်ပါဘူးဆိုလို့မရအောင်ခန္ဓာကိုယ်တိုင်ကဒုက္ခဒုံးကြီးပဲအကြောင်းတန်တနာဝဆင်းရဲကလွမြောက်နိုင်တဲ့အရတ္တမတရားဟာအဲ့ဒါချမ်းသာကြောင်တရားပဲ။ ။အပထမတအုပ်စုအနေနဲ့မြတ်စွာဘုရားချမ်းသာကြောင့်ဘုရားလေးမျိုးကိုဟောတယ်။နောက်လေးမျိုးကဘာလဲဆိုတော့ဒုက္ခဝိတ္တယတာလောကေလောကကြီးမှာကြီးစုခြင်းအမေကိုပြုစုလုပ်ကြွေးတာချမ်းသာကြောင်းပဲ။မိဘကိုပြစ်ထားတာဟာမကောင်းဘူး။မိဘကိုမလုပ်ကြွေးဘဲနဲ့ပြစ်ထားတယ်ဆိုရင်မိဘရဲ့မေတ္တာကိုမရရှိဘူးလေ။ တော့မိဘတွေကမိမိပိုင်ဆိုင်တဲ့အမွေတွေကိုတာသမီတွေမပေးချင်တော့တာသမီတွေကပြစ်ထားတာကိုတာသမီတွေကပြစ်ထားတော့ပိုင်ဆိုင်မှုတွေကိုတာသမီတွေကိုမလွယ်ပေးဘဲနဲ့ပရဟိတတွေမှာယူပေးခိုင်းတာမျိုးတွေဖြစ်နိုင်တယ်။ဒါမှမဟုတ်ကိုယ့်ရဲ့တူတွေတူမလေးတွေကိုပေးခိုင်းတာလည်းဖြစ်နိုင်တယ်။မိဘတွေကဟုတ်လားတာသမီတွေကမိဘကိုမလုပ်ချွေးဘူးပြစ်ထားတယ်ဆိုရင်မိဘတွေရဲ့မေတ္တာကိုလည်းမရရှိတော့ဘူး။နောက်ပဝန်းကျင်ရဲ့အကဲ့ရဲ့ကိုခံထားတယ် ခံရတာပေါ့အမေအိုတွေကိုပြစ်ထားတယ်အဖေကြီးကိုပြစ်ထားတယ်သာသမီမိုက်ပြီးပဲမလိမ္မာလိုက်တာဆိုပဝန်းကျင်ကလည်းပြစ်တယ်ပဲကြတာပေါ့တည်တဲ့အခါမှာလည်းပဲမိဘကိုမလုပ်ကျွေးပဲနဲ့ပြစ်ထားတဲ့အကုသိုလ်ကံကြောင့်ဘယဲကိုရောက်ရတတ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကဒုက္ခဝိတ္တယတာလောကီလောကမှာမိဘကိုအမေကိုပြစ်စုလုပ်ကျွေးခြင်းဟာချမ်းသာကြောင့်တရားတစ်ခုပဲနော်အမေကိုပြစ်စုလုပ်ကျွေးခြင်းဟာချမ်းသာကြောင့်တရားပဲ မိဘနှစ်ပါးကိုပြုစုလုပ်ခြင်းမယ်ဆိုလို့ရှိရင်မိဘတွေရဲ့မေတ္တာကိုရရှိပြီးတော့မိဘတွေရဲ့ပိုင်ဆိုင်တဲ့အငွေတွေကိုသားသမီးတွေကိုလှူပေးခဲ့တယ်ဆုပ်ပေးခဲ့တယ်။ပဝန်းကျင်ရဲ့ချီးမွမ်းမှုကိုလည်းခံရတယ်။သားလိမ္မာလေးသမီးလိမ္မာလေးဆိုတော့ချီးမွမ်းမှုကိုခံရတယ်။တိမ်တဲ့ကာမနဲ့မိဘကိုပြုစုလုပ်ခြင်းချင်းကြောင့်အောက်ရဒုက္ခတွေရောက်နိုင်တယ်ပေါ့။သူတို့ကြောင်မင်းဖြစ်ကြောင်းတရားတဲ့မှာမိဘကိုလှူခြင်းချင်းရတစ်ခုပါတယ်လေ။အေးအဲ့ဒါကြောင့်မြတ်စွာဘုရားကနံပါတ်5အနေနဲ့ ုက္ခမတ္တယတာလောကေလောကမှာအမေကိုပြုစုလိုချင်ခြင်းဟာချမ်းသာကြောင်တရားပဲအထောပိတ္တယတာဒုက္ခအဖေကိုလိုချင်ခြင်းဟာလည်းချမ်းသာကြောင်တရားပဲဇောဗျာကနှစ်ခုခွဲဟောတယ်အမေကိုလိုချင်ခြင်းဟာလည်းချမ်းသာကြောင်အဖေကိုလိုချင်ခြင်းဟာလည်းချမ်းသာကြောင်ဒုက္ခပါမညတာလောကေအထောဗရမညတာဒုက္ခနံပါတ်9နဲ့နံပါတ်10က ူတော်ကောင်းတွေကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့တာသမဏလို့ခေါ်တဲ့သူတော်ကောင်းတွေရှိတယ်သာသနာ့ဘကာလမှာယသိတွေဆိုတာရှိတယ်အញ្ញာတိတောင်လူပေါင်းကိုစွန့်ခွာပြီးတော့သူတော်ကောင်းသူတော်စင်ဖြစ်နေခံယူထားတဲ့သူတွေရှိတယ်အဲ့ဒါကိုသမဏဗြဟ္မညဆိုတာဘုရားရဲ့ဘုရားပိစကဗုဒ္ဓအရိယာတာဝကတွေပေါ့တိလေသာတွေကိုကုန်ခန်းနေတယ်တိလေသာကုန်ခန်းနေတဲ့သူတော်စင်တွေရှိတယ် အဲ့လိုယဟန်တန်ဃာတော်တွေကိုပစ္စည်းလေးပါဖြင့်ထောက်ပံ့လူတိုင်းစီအောင်လဲချမ်းသာကြောင်းတရားတစ်ခုပဲ။နောက်မြတ်စွာဘုရားကချမ်းသာကြောင်းတရား၄ပါးတအုပ်စုထပ်ခေါ်တယ်။ဒုက္ခရာဝစရာတိလံတိလဆိုတာ အိုတဲ့အထိချမ်းသာကြောင်းတရားပဲ။တိလာဆိုတာကလေးပဲဆောင်းသိန်းဆောင်းသိန်းလူကြီးပဲဆောင်းသိန်းဆောင်းသိန်းကောင်းတယ်လေ။ကလေးဒီတိလာမထင်းကောင်းဘူးဆိုတာမရှိဘူး။ကလေးမို့လို့တိလာမထင်းကောင်းဆိုတာမရှိဘူး။လူကြီးဖြစ်ဖြစ်ကလေးဖြစ်ဖြစ်တိလာကိုဒိန်းတာကောင်းတယ်ပေါ့။တင့်တယ်လှပတယ်တိလာရှိတဲ့သူက။ အစင်တန်စားဆိုတာကသူ့အရွယ်နဲ့သူစင်တက်မှလှတာငငယ်ရွယ်ရွယ်မှာဆင်ရတဲ့အလှပစ္စည်းတွေကိုအသက်ရွယ်ကြီးတဲ့ခါကျမှအိုကြီးအိုမနဲ့ပြင်ဆင်နေမယ်ဆိုရင်သူများတွေကဘာပြောမလဲအဲ့ဒီဒကာကြီးဒီဒကာမကြီးတငယ်ပြန်နေလားမသိဘူးအခုမှလှရှင်နေလိုက်တာဆိုတာပဝန်းကြီးရဲ့အကဲရဲ့ကိုခံရတယ်မကြီးငငယ်နဲ့ကလေးသူငယ်တွေလိုမျိုးဝစားဆင်ရမယ်ဆိုရင်ချက်စရာအဲ့ဒါလူငယ်အရွယ်မှာလှတယ်ဆိုတဲ့ပစ္စည်းတွေကကြီးရင်လှမလာတော့ဘူး လောကမှာလှပါတယ်ဆိုတော့လောဘတန်စာတွေအဝတ်စားတွေဆိုတာသူ့အရွယ်နဲ့သူစင်တိုင်းမှလှတာတိလဆိုတာကအရွယ်မရေးဘူးလူငယ်အရွယ်မှာစောက်တည်လဲကောင်းတာပဲလူလက်ပိုင်းမှာစောက်တည်လဲကောင်းတာပဲလူကြီးပိုင်းမှာစောက်တည်လဲကောင်းတာပဲဒါကြောင့်ဖက်ဆရာမယားကအိုတဲ့အထိနော်ချမ်းသာတဲ့တရားဟာတိလပဲတိလဒီငယ်ရွယ်ချိန်မှာလဲကောင်းတယ်လူလက်ပိုင်းအရွယ်မှာလဲကောင်းတယ်လူကြီးဖြစ်တဲ့ချိန်မှာလဲကောင်းတယ် ။ဒါကြောင့်မြတ်စွာဘုရားကဒုက္ခဇာဝဇရတိလံဒုက္ခတတ္တာပဋိဌိတ။နံပါတ်30အနေနဲ့ဘုရားကပြောတယ်။တထာတရားဆွတ်ဆွတ်မြဲမြဲတည်တတ်နေတဲ့တထာတရားချမ်းသာတယ်။တချို့တထာတရားတွေမခိုင်ဘူးလေ။ဟိုကပြောလိုက်တော့တမျိုးဒီကပြောလိုက်တော့တမျိုးတရားတရားတွေကမခိုင်တော့ပြောင်းသွားတယ်။အတန်တရားတွေဝင်လာတယ်ဝီစီကိစ္စတွေဖြစ်သွားတယ်တရားတရားမခိုင်ဘူး။ ကြုတ်ဘာသာပြောင်းသွားတယ်မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ဒါဓာရီယံမကံဘူးအဲ့ဒါမကောင်းဘူးပေါ့ဆက်ဆွေးမြေမြေတိတက်နေတဲ့ဒါဓာရီယံဟာချမ်းသာတယ်ခောက်နေဘသူတွေဘလို့ပြောပြောအချင်းချင်းမပြတ်ဘူးဒါဓာရီယံမပြတ်ဘူးဘုရားပေါ်မှာတန်တရားမရှိတရားပေါ်မှာတန်တရားမရှိတန်ခါပေါ်မှာတန်တရားမရှိဒါဓာရီယံခိုင်တယ်အဲ့လိုခိုင်ခဲ့တဲ့ဒါဓာရီယံဒီချမ်းသာကြောင့်တရားတစ်ခုပဲသူခေါ်ပညာရပဋိလာပေါ့ နံပါတ်7အနေနဲ့ဘုရားကပြောတယ်။လောကီပညာဖြစ်ဖြစ်လောကုတ္တရာပညာဖြစ်ဖြစ်ပညာရဲ့ဟိုဒိဋ္ဌာစီးပူတာဟာချမ်းသာကြောင်းပဲ။နော်။ပညာရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းသာတယ်။လောကီပညာဖြစ်ဖြစ်လောကုတ္တရာပညာဖြစ်ဖြစ်ပညာဆိုတာတတ်ထားတဲ့နဲ့သိထားတဲ့နဲ့ပေါ့။နောက်တစ်ခါနံပါတ်7အနေနဲ့ဘုရားဘုရားကပြောတယ်။ပါပါနဲ့အကရဏံဒုက္ခံမကောင်းမှုတွေကိုမလုပ်တာဟာလည်းချမ်းသာခြင်းတရားတစ်ခုပဲ။ ဟုတ်တယ်လေမကောင်းမှုတွေလုပ်နေရမယ်ဆိုလို့ရှိရင်သူများတိတိမတိတိကိုသိတယ်အနည်းဆုံးငါမကောင်းမှုလုပ်တာကိုဘယ်သူမှမသိပါဘူးဆိုပြီးတော့မလုပ်မိကြစေဘူးမကောင်းမှုကိုလုပ်လိုက်လို့ရှိရင်ကိုသိတယ်ပြီးကို့မကိုနောင်တနေရပြီးတော့စိတ်တွေပူလောင်နေတတ်တယ်စိတ်ဆင်းရဲနေတတ်တယ်တွေးမိတိုင်းတွေးမိတိုင်းကိုယ့်ကိုယ်ကိုခွင့်မလွတ်တတ်ဘူးအစိုးဆိုရင်ပေကာလေးမှာအဲ့ဒါလေးသတိရရပြီးတော့စိတ်မကောင်းတဲ့စိတ်နဲ့တည်သွားပြီးဆိုရင်ငရေရပေါ်ငရေရပေါ်တတ်တယ်ပေါ့အဲ့ကြောင့်မြတ်စွာဘုရားကပါပါနဲ့အခရဏံတုခံတယ် မကောင်းမှုတွေကိုမလုပ်တာဟာချမ်းသာကြအောင်ဆိုပြီးတော့တရားဓမ္မကိုညီကုန်းချုပ်ထားတယ်ပေါ့နော်။အဲကြောင့်ကမ္ဘာသူကမ္ဘာသားတွေချမ်းသာစေခြင်းလဲဆိုရင်ဒီအခုမြတ်စွာဘုရားညွှန်ကြားခဲ့တဲ့ဆယ်နှစ်ပါးသောတရားနော်ချမ်းသာကြောင်တရားတွေကိုတစ်ချက်ချင်းတစ်ချက်ချင်းလိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင်ကျင့်သုံးတဲ့လောက်ချမ်းသာနိုင်တဲ့တရားတွေဖြစ်တယ်ပေါ့။မြတ်စွာဘုရားကစိတ်ချမ်းသာမှုကိုဥတီပြီးဟောထားတာဖြစ်တယ်။စိတ်ချမ်းသာမယ်ဆိုလို့ရှိရင်လောကမှာဒါအလုံးပြည့်စုံတယ်လေ။ နော်ပစ္စည်းဥစ္စာတွေချမ်းသာပြီးမကောင်းမှုဒုစရိုက်တွေလုပ်ပြီးဆင်းရဲနေတာလည်းအများကြီးပဲနော်ဒါကြောင့်ဦးဇနောမြတ်စွာဘုရားကစိတ်ချမ်းသာရေးကိုဘုဒ္ဓခါမှာလွတ်မြောက်ရေးကိုဥတည်ပြီးတော့ဒေသနာတွေကိုဟောကြားနေရှိတယ်နော်အဲကြောင့်မာနတ်ကိုအဲ့ဒါမြတ်စွာဘုရားကပြောတာဒီကာမဂုဏ်အာယုန်တွေဆိုတာစေရောင်တရားလို့သိထားမှာတော့ဘာဖြစ်လို့ကာမဂုဏ်အတွက်ကိုစိတ်ကိုညှို့နေရပါမလဲဆိုတာဘုရားရှင်ကလူတစ်ပြည်ဘယင်းလုံးမှာမဟုတ်ဘူးဆိုတာကိုပြောတာနော် ဘာနဲ့ကမြတ်စွာဘုရားကိုဘယင်းလောက်ခိုင်းလာလိမ့်မယ်။မြတ်စွာဘုရားကကာမဂုဏ်အကြောင်းနဲ့ဒီလောက်သိနေမှာတော့ဘာဖြစ်လို့လူထက်ပြီးဘယင်းလုံးနေအောင်ပါလဲ။ဒါကိုဘုရားကပြောတာနော်။ကောင်းပြီဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံးနေမုန်နာကိုယ်တိုင်ပြင်ဆင်နေတော့ပြဿနာများအပိုင်း၄၀တရားဒေသနာတို့ကိုနိုင်ရမသားကြပြီးတော့မြတ်စွာဘုရားရှင်ရဲ့အဆုံးမတော်အတိုင်းဘုရားမြတ်စွာသာသနာတော်ကိုဥက္ကွယ်စည်းကပ်နိုင်သူများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း